မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီတပ်အတွဲမှယာဒူးနဲ့နေရလိုချင်တဲ့အလုတ်တင်ကြောင်းစင်စစ်အရာရှိကြီးတွေကစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့စစ်ဘက်လက်ထောက်ဗိုလ်မှူးချုပ်မိုးမြင့်ဆွေကိုတွေ့ဆုံရတာ၊ကုညီဖို့တွားရောက်ပြီးတော့အကူအညီတောင်းရတာ၊ငွေကြေးနဲ့လက်ဆောင်ပဏာတွေကိုလက်ထိုးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့စစ်ဘက်လက်ထောက်ဗိုလ်မှူးချုပ်မိုးမြင့်ဆွေက စစ်ဘက်လက်ထောက်အဖြစ်နဲ့တပ်တွင်းမှာဩဇာကြီးမားလာတဲ့အပြင်မင်းအောင်လှိုင်ရဲ့ယုံကြည်မှုကိုရထားတာကြောင့်နိုင်ငံရေးယာဒူးမဟုတ်တဲ့စစ်ဘက်ရက်ဘက်ယာဒူးနေရာခန့်ထားရေးတွေမှာစစ်ကောင်းဆောင်ရဲ့လွှဲအပ်မှုတွေကိုရရှိနေတယ်လို့သိရပါတယ်။ဗိုလ်မှူးချုပ်မိုးမြင့်စွေဟာအလုတ်တင်ဘူလောင်အပတ်စဉ်23ကျောင်းဆင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ကိုရံတော်အဖြစ်ကနေစစ်ဘက်လက်ထောက်အထိကိုယာရုတက်လာတဲ့ဗိုလ်မှူးချုပ်မိုးမြင့်စွေကအလုတ်တင်ကြောင်းစင်းဘူရီနဲ့အရာရှိတွေအပေါ်မှာစာနာထောက်ထားမှုရှိတယ်လို့လည်းနာမည်ကြီးပါတယ်။ တေထံကျသွားတဲ့ကိုကန့်ဒေတာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘုံမှုချုပ်ထွန်းထွန်းမြင့်နဲ့သူကအတူចောင်းစင်းနေပေါ့အလုတ်တင်23တွေဘုံမှုချုပ်မြင့်ဆွေကကိုယ်တိုင်ကလည်းအလုတ်တင်ចောင်းစင်းနေအပေါ်မှာစာနာစိတ်သဘောနဲ့ပြောရမလားပြန်ကြည့်တယ်ပြောရမလားအလကားတော့လည်းမဟုတ်ဘူးပေါ့သူကတော့ငွေတိုင်ရင်ငွေလက်ဆောင်တိုင်ရင်လက်ဆောင်တော့ပေးရတာပေါ့လက်ထိုးရတာပေါ့သူကလည်းအလုတ်တင်တွေကယာဒူးမတက်မဲ့အတူတူနေရာကောင်းတွေရအောင်ထားပေးတယ်အဲ့ဒီအတွက်သူလဲအပေးယူနဲ့ငွေနဲ့လက်လာဘပြန်ရတယ် အလုတ်တင်ចောင်းစင်းနေအတွက်ဘုံမှုချုပ်မုံမြင့်ဆွေကအားကိုရဟစ်တိုင်ကြီးဖြစ်လာတယ်လို့စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်ဘုံမှုချုပ်မုံမြင့်ဆွေထံကိုဝင်ရောက်ပြီးတော့လက်ထိုးပြောဆိုလိုက်လို့အရက်ဘက်နဲ့စစ်ဘက်မှာဌာနဆိုင်ရာအကြီးအကဲတွေတပ်ပိုင်းဆိုင်ရာအရေးကြီးတဲ့လက်ငွေရတဲ့နေရာတွေကိုရောက်ရှိသွားတယ်အလုတ်တင်ចောင်းစင်းအရာရှိကြီးတွေတော်တော်များများရှိနေတယ်လို့စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်နေပြည်တော်အဝင်ရေနီဂိတ်ဆိုရင်လေဘုံမှုချုပ်မုံမြင့်ဆွေရဲ့ကုညီမှုနဲ့အလုတ်တင်ဘုံ23ចောင်းစင်းဘုံမှုကြီးကလှုပ်ချင်တိုင်းကိုလှုပ်နေတာပဲ တိုင်းမှုတော်မှာမုံမြင့်ဆွေမျက်နှာနဲ့မို့မပြောရဲမဆိုရဲဘူးတခြားဌာနဆိုင်ရာတွေမှာလည်းဘုံမှုချုပ်မုံမြင့်ဆွေရဲ့ကူညီမှုနဲ့အလုတ်တင်ကြောင်းစင်အရာရှိတွေဌာနအကြီးအကဲတွေဖြစ်လာကြတယ်လက်ပေးလက်ယူကြမ်းတာရောရမ်းတာရောအရမ်းပဲဒါပေမဲ့ဘသူမှမထိရဲမတွို့ရဲကြဘူးလို့စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အနေအထိုင်ကြစ်လက်ပြီးတော့နာဂန်ယိုကျိုးတတ်တဲ့စစ်ဘက်လက်ထောက်ဘုံမှုချုပ်မုံမြင့်ဆွေကကိုမြင့်ဆောင်တက္ကနနိုင် နေပြည်တော်တက်ကုန်းမှတ်ပုံတွေကိုကန်ဆောင်ထားပြီးတော့ဘုံမူကြီးဘွားကလေးကနေပြည်တော်ယရနာတိတ်တိရက်ကဥဒရသီရီမြို့နယ်မှာနေထိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဝိုင်းမော်ဆက်တုံးလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီအခိုင်အမာတက်ဆွဲထားတဲ့ဘွန်တောင်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကဒီကနေ့ဇွန်လ17ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဝိုင်းမော်မြို့နယ်မိုင်း20ကျော်အကွာမှာရှိတဲ့ဘုံတောင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဖမ်းမိထားတယ်လို့လက်နက်ခဲယမ်းများကိုလည်းရရှိထားကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်ဘုံတောင်စခန်းကဝိုင်းမော်စတုံးကံပိုက်တီလမ်းမှာအဓိကကျတဲ့စခန်းမှာ KIA ကထပ်သိမ်းလိုက်ပါတယ်စတုံးမှာဗျူဟာကြံနေသေးတယ်လို့၎င်းကပြောပါရယ်။ကံပိုက်တီဟာတရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့မြို့ဖြစ်တယ်လို့သိရပါရယ်။ဝိုင်းမော်စတုံးကံပိုက်တီလမ်းမှာစစ်ကောင်စီစခန်းတချို့နဲ့ ်ပြည်သူ့စစ်စခန်းတချို့ရှိနေသေးတယ်လို့သိရပါတယ်။ KIA တပ်မဟာနှင့်နဲ့ပူးပေါင်းတပ်ဖွဲ့များဟာဇွန်လ10ရက်နေ့ကလည်းကချင်ပြည်နယ်တနိုင်းမြို့နယ်မှာရှိတဲ့ရွှေမော်စီကနေပြီးတော့မတရားအခွန်ကောက်နေတဲ့စစ်ကောင်စီစခန်းတစ်ခုကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဝိုင်းမော်မြို့မှာလည်း KIA နဲ့စစ်ကောင်စီဟာ စီရိတ်တင်းမာနေတယ်လို့သိရပါတယ်။ဝိုင်းမော်မြို့မှာလည်း KIA နဲ့စစ်ကောင်စီတို့စီရိတ်တင်းမာနေတယ်လို့သိရပါတယ်။ဝိုင်းမော်မြို့မှာအရက်သားပြည်သူများနေထိုင်တဲ့နေရာများကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခတ်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်မှုများမနေ့ကပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်တွန်းဆန်မြို့ကြားမှာရှိတဲ့တရားဒဇင်းကိုစစ်ကောင်စီကဇွန်လ10ရက်နေ့မှာမိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မနက်ကတီးတိမ်နယ်ရိကြားမှာရှိတဲ့မန်ဆောင်မြေကူတရားကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာတီးတိမ်မြို့အဝင်နောက်ထပ်လမ်းတစ်ခုဖြစ်တဲ့တွန်းဆန်တီးတိမ်ကြားမှာရှိတဲ့ဇလွေးချောင်းကူတရားကိုထပ်မံဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ အရင်ကမန်ဆောင်တရားကိုဖျက်ဆီးခဲ့တာပေါ့အဲ့ဒီတရားကတော့ချင်းပြည်နယ်တီးတိမ်ကနေပြီးတော့ရီမျိုးအထိသွားတယ်လမ်းဖြစ်တယ်ဒီနေ့မှာတွန်းဆန်တဲ့တီးတိမ်ကြားမှာရှိတဲ့တရားကိုဖျက်ဆီးခဲ့တယ်လို့ကြားတယ်အဲ့ဒီကတီးတိမ်မျိုးကိုချင်းပြည်အစိုးရတပ်ဖွဲ့တွေလာမတိုက်နိုင်အောင်ပေါ့တွန်းဆန်တိုက်ပွဲတုန်းကလည်းချင်းပြည်အစိုးရအောက်မှာရှိတဲ့ချင်းမျိုးသားတပ်မတော်အပါအဝင်ဒေသကာကွယ်တပ်ဖွဲ့တွေကကားနဲ့သွားတာပေါ့ ကားတွေအများကြီးနဲ့တွားပြီးတော့တိုက်ပွဲဖော်ဆောင်တာမျိုးသိမ့်နိုင်ခဲ့တာပေါ့လို့ချင်းတရင်အရင်မြစ်ကပြောဆိုခဲ့ပါတယ်။၎င်းကဆက်ပြီးတော့တီးတိမ်မျိုးကိုအဲ့ဒီနောက်ပိုင်းမှာကားနဲ့လူတွေအများကြီးလာပြီးမှလာမတိုက်နိုင်အောင်လို့ဖျက်ဆီးလိုက်တာလို့သုံးသပ်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့တီးတိမ်ဘက်ကိုကားနဲ့တွားလို့ရတယ်တံသားတွေကိုရီဘက်ကပဲဖြစ်ဖြစ်တွန်းဆန်မျိုးဘက်ကပဲဖြစ်ဖြစ်အခုလို့နှစ်ခုစလုံးဖျက်ဆီးလိုက်တာကတီးတိမ်ကိုလာမတိုက်နိုင်အောင်လုပ်တာပဲလို့ပြောဆိုခဲ့ပါတယ်။ တိတိမ်မြို့မှာရှိတဲ့စစ်ကောင်စီတပ်များကိုချင်းပြည်အစိုးရကာကွယ်ဝင်ကြီးဌာနအောက်မှာပါဝင်ခြင်းမရှိတဲ့ချင်းညီနောင်အဖွဲ့ဝင်များဖြစ်တဲ့ပြည်သူ့ကာကွယ်တပ် PDF ဇိုလန်ချင်းအမျိုးသားကာကွယ်တပ် CNO CNDF တပ်များကမေလ26ရက်နေ့မှာထိုးစစ်ဆင်ခဲ့တယ်လို့သိရပါဗျ။တရက်ခန့်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာလက်ရှိမှာတိုက်ပွဲများပြန်လည်ငြိမ်သက်သွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီချင်းညီနောင်တပ်ဖွဲ့ဝင်များထက်စစ်အောင်စီက ချင်းမျိုးသားတက်မတော် CNA ပူပေါင်းတက်ဖွဲ့များမြို့သိမ်းတိုက်ဖွဲ့ဖော်ဆောင်လာမှာကိုစိုးရိမ်နေတယ်လို့ချင်းတရင်အရင်းမြစ်ကတုံ့သက်ထားပါတယ်။စစ်ကောင်စီတွေကဘာကိုစိုးရိမ်နေလဲဆိုတော့ချင်းလန်းကောင်စီတပ်ပေါင်းစုတွေဘက်ကလာတိုက်မှာစိုးလို့အခုလိုမျိုးဖျက်ဆီးလိုက်တာလို့ကျွန်တော်တို့ယုံကြည်တယ်။ဘာလို့လဲဆိုတော့ Reback ကလည်းချင်းပြည်အစိုးရထိန်းချုပ်လိုက်ပြီးတွန်းဆန်ဘက်ကလည်းချင်းပြည်အစိုးရကထိန်းချုပ်လိုက်ပြီးဆိုတော့သူတို့တခုပဲစိုးရိမ်တာပေါ့လို့၎င်းကပြောဆိုခဲ့ပါတယ်။ CNA နဲ့ဒေသကာကွယ်တပ်ပေါင်းစုများဟာ ကျွန်းစံမြို့တိမ့်တိုက်ပွဲကိုမေလ18ရက်နေ့ကဆင်နွှဲခဲ့ရာတပတ်အကြာမှာမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်40ခန်းကိုအရှင်ဖမ်းမိကလက်နက်အလက်100ကျော်ကိုတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပူပေါင်းတပ်ဖွဲ့ဟာအိန္ဒိယနယ်စပ်မှာရှိတဲ့ရီခေါ်တာမြို့ကိုလည်းတိမ့်ပိုက်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့နယ် M ဆွေးကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုကြောင့်နေအိမ်တလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတူပီမြို့ခလာရ304အနီးနားမှာရှိတဲ့ M ဆွေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခတ်ရာပြည်သူရဲ့နေအိမ်တလုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဇော်လ10ရက်နေ့မနက်4:30မိနစ်အချိန်မှာ M ဆွေးရွာဂိတ်ကိုအကြမ်းဖက်စစ်ကောင်စီက 0.5နဲ့ပြစ်ခတ်နေတာကြောင့်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့မနက်9နာရီအချိန်မှာလဲပေါင်250ဘုံးနဲ့ထပ်မံဘုံးကျဲနေတာကြောင့်ပြည်သူရဲ့နေအိမ်တလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။မနေ့ညကတညာလုံး drone တွေလွှတ်တော့မနက်4နာရီ30မိနစ်အချိန်မှာမတူပီမြို့နယ်အမ်ဆွေးဂိတ်ကိုပစ်တယ်။ပြီးတော့ပြည်သူတွေရဲ့နေအိမ်ဘက်ကိုလှည့်လာတယ်။ပြည်သူတွေထွက်ပြေးကုန်ကြလို့တော်သေးတယ်။မဟုတ်ရင်ထိခိုက်ဆုံးရှုံးမှုတွေရှိမှလို့ CDF မတူပီတိုက်ရင်လေတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ဟာမတူပီမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုကိုမေလ26ရက်နေ့ကနေစတင်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မေလ26ရက်နေ့ကမတူပီမြို့နယ်တိုက်ရင်နဲ့နယ်မြေခရိုင်ရုံးကိုအကြမ်းဖက်စစ်ကောင်စီကစတင်တိုက်ခိုက်ပြီးတော့ဇွန်လ၄ရက်နေ့မှာဝေတူးရွာအနီးကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဇွန်လ9ရက်နေ့မှာ CDF မတူပီတိုက်ရင်တက်နယ်မြေချမ်းပြန်းရွာစခန်းကိုဘုံကျဲတိုက်ခိုက်ပြီးတော့ အထိကိမရှိဘူးလို့သိရပြီဇော်လာ6ရက်နေ့မှာတော့တရင်တဲ့နည်းမြေစခန်းဟောင်းကိုထပ်မံတိုက်ခိုက်သွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကမတူပီမြို့နယ်အတွင်းဘုံကျဲတိုက်ခိုက်မှုပေါင်း32ကြိမ်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ကကြေးရွာ12ရွာကဒေသခံပြည်သူများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကအတင်းအဓမ္မနှင်ထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကြေးရွာသားများအားနှင်ထုတ်ပေးပါကရွာအတွင်းမှာရှိတဲ့နေအိမ်များအားလုံးကိုစစ်ကောင်စီကဖြိုဖျက်ပြစ်မယ်လို့သိရပါတယ်။ဖြိုဖျက်ခံရမယ့်ကြေးရွာများဟာပလင်ရွာ၊အောင်တိုင်း၊ကြက်တောပြင်၊ကြွီတဲပိုက်စိတ်ကြီး၊ကြွီတဲပိုက်စိတ်ချီ၊ကြွီတဲကြီး၊အုံရီဖော်၊ရေချမ်းပြင်၊ပြားလေချောင်းရွာသက်ရွာဟောင်း၊တင်ပုံတန်း၊မော်နီပြင်စတဲ့ကြေးရွာများဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကြေးရွာများဟာ ဇွန်လ10ရက်နေ့ကနေ14ရက်နေ့အထိ9ရက်အတွင်းမိမိအစီအစဉ်နဲ့နေအိမ်များကိုဖြိုဖျက်ပစ်ပြီးစစ်တွေမျိုးတွေကိုလာရမည်ဖြစ်ကြောင်းနဲ့အကယ်၍နေအိမ်များကိုမိမိအစီအစဉ်နဲ့မဖြိုဖျက်ပါက6ရက်မြောက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖြိုဖျက်သွားမယ်လို့ AASYC ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ပြန်ဖြူရွာလိုမျိုးမဖြစ်စေရန်အဲ့ဒီဆက်နေရွာကပြည်သူများကိုစစ်တွေမျိုးတွေကိုအမြန်ဆုံးပြောင်းရွှေ့နိုင်ရန်ရခိုင်ပြည်နယ်စစ်ကောင်စီဝင်ကြီးချုပ် ဥထိန်လင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုညွန်ကြားခဲ့တယ်လို့သိရပါတယ်။၆ရက်မြောက်နေ့မှာပြည်내စီပင်သားရဲအဖွဲ့ကကြေးရွာသူကြေးရွာသားများကိုကားတွေနဲ့ခေါ်ယူသွားရလဲညွန်ကြားထားတယ်လို့သိရပါတယ်။အာနာသိန်းအကြမ်းဖက်စစ်ကောင်စီဟာစစ်တွေမျိုးတိုက်ခိုက်ခံရတဲ့အချိန်မှာဒေသခံရခိုင်ပြည်သူများကိုဒစားခံအဖြစ်နဲ့ဖမ်းဆီးခေါ်ထားနိုင်ရန်အတွက်ပြင်ဆင်နေခြင်းဖြစ်တယ်လို့ရခိုင်စီရေးတုံးသက်သူတို့ကပြောဆိုခဲ့ပါတယ်။ဒီကြေးရွာတွေကနေတဆင့်စစ်တွေမျိုးတွေကိုစိတ်ဝင်ပြီးတော့ထိုးစစ်ဆင်တိုက်လာမှာကိုစစ်ကောင်စီကစိုးရိမ်နေတာ စစ်တွေမျိုးပတ်လည်ကကြေးရွာတွေမှာလူတူဦးတယောက်မှမရှိသေးရဆိုတဲ့ပုံစံမျိုးနဲ့စစ်ကောင်စီကလုံနေတာဒါမှစစ်ကောင်စီကအချိန်ပြည့်ဘုံကျဲတိုက်ခိုက်လို့ရမယ်ဆိုတဲ့သဘောမျိုးစစ်တွေမျိုးရဲ့အပြင်ဘက်15မိုင်ပတ်ပတ်လည်ကိုကြိုရှင်းထားတဲ့သဘောလို့ယူဆလို့ရတယ်အဲ့ဒီ15မိုင်ပတ်လည်ကိုအေအေကဘလို့မှဝင်လာလို့မရအောင်စီရေးပြူဟာတခုပေါ့နော်တစ်ဖက်မှာလည်းအနီးနားကကြေးရွာတွေကပြည်သူတွေကိုစစ်တွေမျိုးတွေကိုထည့်ထားမယ်ဒါဆိုရင်အေအေကိုတစားကန်နေရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့စစ်ကောင်စီကလုံမယ်ပေါ့ ဒါကြောင့်အခုမဖြစ်မနေပြောင်းရွှေ့နေရမယ်ဒေသခံပြည်သူတွေအနေနဲ့စိတ်ကောင်းစီရဲ့ထောင်ချောက်မှာမပိတ်မိစေဖို့အတွက်တကယ်လို့ပြောင်းရွှေ့ရမယ်ဆိုရင်တော့မှအေးအေးထိန်းချုပ်ထားတဲ့နေမြေတွေကိုပြောင်းရွှေ့စေခြင်းနဲ့လို့တုံ့တက်ပြောဆိုထားပါတယ်အေးအေးကလည်းစစ်တွေမျိုးတွေကဒေသခံပြည်သူများအပါအဝင်ကြေးရွာအသီးသီးကပြည်သူများအနေနဲ့စိတ်ကောင်းစီကစစ်တွေမျိုးကိုထိုးစစ်ဆင်တိုက်ခိုက်လာမှာဖြစ်တဲ့အတွက် လွတ်မြောက်နေမျိုးကိုအမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြဖို့အတွက်တိုက်တွန်းထားပြီးတော့စစ်တွေမျိုးတဲကိုပြောင်းရွှေ့လာပါကစစ်ကောင်စီရဲ့ဒဇာဆိုင်ထောင်ချောက်တဲကိုရောက်ရှိသွားပြီးတော့အသက်အန္တရာယ်စိုးရင်ရတယ်လို့၎င်းကဆက်လက်အကြံပြုပြောဆိုထားပါတယ်စစ်တွေမျိုးတဲမှာရှိတဲ့စစ်ကောင်စီရဲ့ပြည်내အုပ်ချုပ်ရေးရန်တရာမကြဆုံးစေရေးနဲ့မြို့တော်စစ်တွေကိုမကြဆုံးရေးအတွက်စစ်ကောင်စီကနောက်ဆုံးစစ်ပွဲအဖြစ်နဲ့ပြည်သူများကိုခူတုံးလောက်ကပြင်းစင်နေတယ်လို့ရခိုင်စီရေးစောင့်ကြည့်သူများကပြောဆိုနေကြပါတယ် စစ်တွေမျိုးကိုတိုက်ခိုက်မယ်လို့အေအေကကြေညာပြီးတဲ့နောက်ပိုင်းမှာမြို့ကန်အများစုဟာမြို့ကိုစွန့်ခွာနေတဲ့အချိန်စစ်ကောင်စီဟာအနီးနားကကြေးရွာများကဒေသခံပြည်သူများကိုစစ်တွေမျိုးတဲကိုအတင်းအဓမ္မဆွဲခေါ်တုတ်သွင်းနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ